င်္ဂလာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါစတက်အာနာတင်ထားတဲ့လင်းနေကျော်ကာလအတွင်းစစ်ကောင်စီအခြေအကဲတွေနဲ့ရုံးတွေအခြေဆိုင်ရာနေပြည်တော်ကလွှဲပြီးတခြားတိုင်းနယ်ပြည်နယ်တွေမှာ ရှိတဲ့တက္ကသိုလ်စာသင်ကျောင်းတွေနဲ့ဘုရော့ကြီးတင်ပညာရေးကျောင်းတွေကိုတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပါတယ် စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်မှာရှိတဲ့ပင်ကြားရဲ့အဆောက်အုံပေါင်း330သုံးချောင်းအထိပျက်စီးခဲ့တာကိုဒီပူပီကလေ့လာတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီအထက်မှာသခိုင်းတိုင်းထဲကစာသင်ချောင်းတွေဟာအကြိမ်ပေါင်း80ကျော်အထိစစ်တပ်ရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုနဲ့အဆိုးဆုံးအခြေအနေတွေကိုကြုံတွေ့ခဲ့ရပါတယ်။ စစ်တပ်ရဲ့နှစ်အလိုက်တိုက်ခိုက်မှုတွေကိုဒီပူပီဒေတာအဖွဲ့ကအမှန်တမ်းပြုစုရှာမှာတော့2024ခုနှစ်မှာစာတင်ကြောင်း129ကြောင်းအထိအများဆုံးတိုက်ခိုက်ခံခဲ့ရပြီးအခု2025ခုနှစ်မေလ12ရက်နေ့အထိစာတင်ကြောင်း58ကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်းတွေ့ရှိရပါတယ်ရှင်။ ရှမ်းပြည်နယ်နောက်ချိုမြို့နဲ့မန္တလေးတိုင်းမိုးကုတ်မြို့တွေမှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာတွေနဲ့ပေါင်900ဘုံးတွေတေးချတိုက်ခိုက်ခဲ့တယ်လို့တအန်တက်မတော် PSLF TNLA ရဲ့သတင်းနဲ့ပြကြားရေးဌာနကထုတ်ပြန်ပါတယ်။ မေလ13ရက်နေ့ည9:30မိနစ်30အချိန်မှာ TNL ထိန်းချုပ်ထားတဲ့နောက်ချိုမြို့နယ်နင်းမြစ်တစေစေးရက်ကွက်ကိုတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းကနေပေါင်900ဘုံတလုံးလာရောက်တိုက်ချတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်ခုနှစ်လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်ညီနောင်မဟာမိတ်တုံဖွဲကငလျင်တန်တဲ့ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုံခဲ့တဲ့ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပေါ်နေတဲ့နေရာတွေမှာထိုးစစ်တွေကိုပြုလုံမှာမဟုတ်ပဲတစ်ဖက်သက်အပြည့်ရက်ကာလကိုနောက်ထပ်တလသက်တမ်းထက်တိုကြောင်းမေလာတရနေ့မှာထုတ်ပြန်ကြေညာထားပါတယ်စစ်ကောင်စီတပ်ကမေလာ6ရက်နေ့ကနေ31ရက်နေ့အထိအပြည့်ခက်ရက်စဲဖို့သက်တမ်းတလထက်တိုထားပေမဲ့မြေပြင်ထိုးစစ်ဆင်တာလက်နက်ကြီးပစ်ခတ်တာဒရုန်းတွေလေကြောင်းတွေနဲ့နေစဉ်အသုံးပြုတိုက်ခိုက်နေတယ်လို့ TNL ကဆိုပါတယ်ရှင် စကိုင်းတိုင်းဒီပရင်မျိုးနဲ့အိုတိန်တွင်ကြေော်ကအမျိုးသားညညရဲ့အစိုးရ NUG ရဲ့ဈာကလာပညာရေးအကြောင်းကိုစစ်ကောင်စီတပ်ကမေလာစင်ရနေ့ကလင်းနဲ့ဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်တည်ဆုံးသူ24ရောက်အထိရှိတော်ပြီဖြစ်တယ်လို့ဒီပရင်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ဘုံကျေးတိုက်ခိုက်ခရာမှုအတွင်ထိခိုက်တရာရရှိခဲ့ကြသူတွေကဒီကနေ့မနေ့ပိုင်းအချိန်မှာပဲအသက်7နှစ်အရွယ်မပြပြငိမ့်ထက်မဲ့တည်ဆုံးတော်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းအပြစ်မဲ့ကလေးတငယ်ចောင်းသားចောင်းသူဆရာဆရာမတွေကိုလေချောင်းကနေတိုက်ခိုက်တက်ဖြတ်နေတဲ့စစ်ကောင်စီတပ်ကိုကဘာကြည်တော်လဲဥဒန်းကြည်မှာမဟုတ်ပဲပြင်းထန်စွာအပြစ်ပဲအရေးယူနိုင်ဖို့စုံစမ်းရှောက်ပွဲဖော်ထုတ်တော်မှာဖြစ်တယ်လို့မေလာစင်းရရဲ့အညာပိုင်းမှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ဒီတိုက်ခိုက်မှုတင်းတွေဟာမဟုတ်မှန်ကြောင်းညင်းဆိုထားပါရဲ့ရှင်။ နောက်ဆုံးတွဲဆောင်ခဲ့တဲ့စစ်ကောင်စီနဲ့ TNL အကြားတွဲဆောင်မှုကအဆင်မပြေခဲ့ပေမယ့်နောက်ဆက်တွဲတွဲဆောင်ဖို့ရဆက်တိုက်ရှိနေပါသည်။တရုတ်ဖိအားတဲ့ရှိလာတဲ့နောက် TNL အနေနဲ့တစုံတရာလိုက်ရောရနိုင်တယ်လို့လေးလာသူတွေကသုံးသပ်ကြပါသည်။ထက်အောင်သတင်းပေးပို့ထားပါရရှင်။ကျန်းလန်နေတဲ့စစ်ကောင်စီတို့ကြားတရုတ်နိုင်ငံကိုမင်းမြို့မှာအေဘီလာ28ရက်နေ့ကနေ29ရက်နေ့ထိနေ့ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တရုတ်ဂျာဝင်မှုကြောင့်ဖြစ်လာတဲ့အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်ကနည်းမြေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့တာကြောင့်ပြည်လည်မှုတော့မရခဲ့ကြပါဘူး။ဒါကြောင့်ဆွေးနွေးပွဲကိုထပ်ပြီးရွှေ့ဆိုင်းခဲ့ရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဘက်က TNL ထိန်းချုပ်ရာမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေတယ်လို့ဖြန့်လေးပြလှုပ်ထားတာပါ။ဒါပြင်တရုတ်ဘက်ကလည်းပိတ်ဆို့မှုတွေဆက်လှုပ်ထားပါတယ်။ဒီချင်းတွေနဲ့ပတ်သက်လို့ DNL ဘက်ကပြီးခဲ့တဲ့မေလ၄ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးမီဒီယာကိုရှင်းပြခဲ့တာပါ။ DNA လေးအနေနဲ့ရင်ဆိုင်နေရတဲ့ PR တွေကိုလူမှုကိုကြိုတင်သိပြတာဖြစ်တယ်လို့တရုတ်ရေးကျွမ်းကျင်သူဒေါက်တာ လာကျော်စောကပြောပါတယ်။ DNA လေးအနေနဲ့ MNDA လောက်တရုတ် PR မရှိပေမဲ့လည်းနောက်ဆက်တွဲဆွေးနွေးပွဲတွေမှာတော့တစုံတရာလိုက်ရောရတာတွေရှိနိုင်တယ်လို့တရုတ်ရေးကျွမ်းကျင်သူဒေါက်တာလာကျော်စောကပြောပါတယ်။အဲ့ကျွန်တော်ကြည့်ရတဲ့ DNA ကတစုံတရာလိုက်ရောလိမ့်မယ်ထင်တယ်နော်။ DNA ပေါ်မှာတရုတ်ရဲ့ PR ဟာဟို MNDA လောက်တော့မပြင်းဘူးကြ။ဘာလို့ MNDA နဲ့တရုတ်နဲ့ကြတော့ ဘာသာစကားလဲတူတယ်လူမျိုးလဲတူတယ်တစ်ဆက်တစ်ဆက်လဲဖြစ်နေတာเนาะလဲစားမျိုးမဟုတ်ဘူးလား DNA ရတဲ့ဇာတ်ကြီးလည်းဝင်နေတယ်။နောက်ဒီမျိုးကြီးဘာသာရေးဘာရင်းညာရေးလည်းတော်တော်ကြီးတယ်။ဒါပေမဲ့ဟိုခမရပြည်ကမြောက်ပိုင်းပုံးပွဲလုံကတပီတမျိုးထဲသူကတပေါင်းစုဖွဲ့ထားလား။ဒါကြောင့်မို့ကျင်းနဲ့ဆက်ဆံရေးရတော့ဒုစုံကြီးအပြည့်ပြည့်အောင်လုပ်ရမယ်။သူတရင်းသာရှင်းလင်းပွဲလုပ်တဲ့ရည်ချက်ကဒီကတည်းကဒီလိုဖိအားပေးနေပါလေဆိုတာကို တိုင်းပြည်ပြောပြလိုက်တာကိုသူတို့တကယ်လို့ကျွန်တော်တို့ရအလို့ပေးလိုက်ရင်လည်းကျွန်တော်တို့ပြီးကြတော့မဟုတ်ပါဘူးတရုတ်ကဖြစ်အပ်ပြီးလို့ပါလို့ဖြစ်အောင်ပြည်သူလူထုကိုစောစောစီးကြံပြထားတာဖြစ်တယ်။ဒီမှာအချင်းပြောလာလေ။ဒီအနယ်လီဟာရှမ်းမြောင်းနယ်မန္တလေးတိုင်းနယ်ကမြို့နယ်ပေါင်းဆန်းမြို့နယ်ကိုထိ ंछ ုပ်ထားတာကြောင့်ထိ ंछ ုပ် area ကကျယ်ဝန်းပါတယ်။ဒီအနယ်လီနဲ့စစ်ကောင်စီတို့ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကနောင်ချိုကြောင်မဲတီဘောမိုးကုတ် မုံမဲအစရှိတဲ့မြို့နယ်တွေကတအောင်းတံတော် DNL တပ်ဖွဲ့ဝင်တွေအားလုံးပလောင်အုပ်ချုပ်ခွင့်ရဒေသကိုဖြစ်တဲ့နတ်ဆန်နဲ့မန္တုံမြို့နယ်တွေကိုစုခွာကြဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။တရုတ်အနေနဲ့ကတော့သူတို့ရဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မူဆယ်မန္တလေးလမ်းကြောင်းပွင့်ဖို့အတွက်ဆက်ပြီး PR ပေးနေမှာဖြစ်တာကြောင့် DNL ဘက်ကဒီလမ်းကြောင်းကနေစုခွာပေးတာမျိုးဖြစ်လာနိုင်ပေမဲ့စစ်ကောင်စီဘက်ကတောင်းဆိုတဲ့လောက်တော့လိုက်ရောမှာမဟုတ်ဘူးလို့နိုင်ငံရေးလှည်လာသုံးသပ်သူအသံဆိုနိုင်ငံပြောပါတယ်။ ဒီကုံသွေးရေးလက်မှတ်ပေါ်မှာရှိနေတဲ့မြို့နယ်တွေရနေပြီးတော့ဖေရှားပေးနိုင်နေဆိုရင်တော့ຢာကောင်းရနိုင်ပါတယ်เนาะအဲ MND လိုပဲပေါ့ဗျာเนาะစီဝါရေးကျိုးမြတ်တစုံတရာခေါ်ဝင်ပြီးပြီးတော့သူတို့မြို့ပြနေပြီးတော့ဆုတ်ပေးရတာဟွအဲ့ဒါမျိုးတွေတော့ဖြစ်လာနိုင်ဒါပေမဲ့စစ်ကောင်စီတောင်းဆိုတဲ့မဟုတ်မိုးမိတ်ထီတော့ကျွန်တော်တို့ဆုတ်ခွာပေးဆိုတော့မဖြစ်နိုင်ပါဘူး လက်ရှိမှာတော့စစ်ကောင်စီကနောင်ချိုကိုပြင်ရဖို့တောင်ခမ်းဘက်ကနေပြန်ပြီးထိုးစစ်ဆင်နေတာပါ TNL အနေနဲ့လိုက်ရောတာတွေမလုပ်ခင်နဲ့နောက်ဆက်တွဲဆွေးနွေးပွဲတွေမစခင်မှာတံမြန်ထိုးစစ်ဆင်ပြီးပြည်ဦးလင်းထိချင်းချောင်းမှုတွေပြုလုပ်ထားနိုင်မယ်ဆိုရင်တော့အခြေအနေဟာဓမျိုးပြောင်းနိုင်တယ်လို့အတန်းဆိုနိုင်ကပြောပါတယ်စစ်ကောင်စီနဲ့ TNL လိုချာလာမဲ့အော်ဂိုလာတွင်တရုတ်နိုင်ငံကုမင်းမြို့မှာထပ်ပြီးတွေ့ဆုံကြဖို့သဘောတူညီထားကြတာပါ ဖီးယားမျိုးစုံရှိနေပေမဲ့လည်း TNL အနေနဲ့ကတော့ဆီယနာရှင်အမြင့်ပြတ်ဖို့အတွက်ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ TNL တွဲပွဲထူထူတွင်းမှုနဲ့ဘုံမူကြီးတာပန်လာကပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။တရုတ်ဖီးယားတွေနဲ့ပတ်သက်လို့ပြည်တွင်းအခြေအနေတွေနဲ့လူ့အတန်ကိုတရုတ်အနေနဲ့အမှန်တိုင်းနားလည်နိုင်မလို့တလို့နားလည်အောင်လဲလူတူကရောတော်လိုင်းအင်အားစုတွေအားလုံးညီညွတ်ညွတ်ဆောင်ရွက်နိုင်ဖို့လိုတယ်လို့လည်း TNL ဘက်ကတိုက်တွန်းထားပါတယ်။ကျွန်တော်ထားအောင်ပါ။ ဒီပွေပွေရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခရရတာပါကျွန်မကိခိုင်ပါကျေးဇူးတင်ပါတယ်ရှင်